အခုကျွန်တော် comment လေးကိုဖြစ်ပြောင်းဖြစ်ပါတယ်အာဖားထားတဲ့သွားကတပတ်လောက်ကြာတော့ပြန်ကြိုက်တယ်လို့ပြောထားတယ်ပေါ့နော်ဘာကြောင့်ဖားထားတဲ့သွားကပြန်ကြိုက်တယ်လဲဆိုရင်သွားပိုးတွေကျန်ခဲ့တယ်အဲကျွန်တော်တို့သွားဖားတဲ့အချိန်မှာသွားပုတ်ကုန်စင်အောင်မဖယ်လိုက်ဘူးဆိုရင်ပြန်ကြိုက်တတ်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ ဟိုနာတာမျိုးတို့ပေါ့နော်အဲ့လိုမျိုးနာ pain ပေါ့နော် pressure တခုခုကြောင့်ဖိဖိထားသလိုနာတဲ့ဟာမျိုးကြတော့ဘာကြောင့်လဲဆိုတော့သွားမျက်နှာပြင်နဲ့ဒီဖာထားတဲ့ဟိုဖာတဲ့ဆေးကြားထဲမှာလေခိုးသွားတယ်ပေါ့နော် void လို့ခေါ်တယ်အင်္ဂလိပ်လို့ဆိုအဲ့လိုမျိုးလေခိုးသွားတယ်ဆိုရင်လည်း the pressure နဲ့ဖိတယ်လို့မျိုးအောင့်တယ်လို့နာတတ်ပါတယ်သွားကိုက်တယ်လို့နာတယ်ဆိုရင် သွားပိုးနည်းနည်းကြံသေးလို့ဖြစ်ပါတယ် ်နားလိုက်ပြောက်လိုက်ကလည်းသွားပို့ချောင်ဖြစ်နိုင်ပါတယ်အဲ့လိုဆိုတော့သွားပို့ကုန်စင်အောင်ဖယ်ဖို့လိုအပ်ပါတယ်တချို့ကြတော့လည်းအရင်အပေါက်ကြီးတဲ့သွားပို့တွေဆိုရင်ချက်ချင်းမဖောက်ဘူးစီးထည့်ပြီးတော့၃ဘက်လောက်အနည်းဆုံးထားပြီးတော့မှဖောက်ပါတယ်အဲ့အဲ့အဲ့ဒါမှပဲနည်းနည်းစိတ်ချအောင်ပါဘောနော်လေးခိုရာမျိုးကြတော့သွားဖားတဲ့အချိန်မှာတဆင့်ပြီးတဆင့်ဖားလိုက်မှသာလျှင်ဒီခိုရာတွေပါရတက်တာမှာပေါ့နော်အဲ့လိုဆိုတော့ ဟိုအခုအချိန်မှာဒီ comment ပိုင်းရှင်လောက်ရမယ့်ဟာကစေကမ်းမှာတိချလေးပြန်ပြီးတော့အဲကုသမှုခံယူဖို့လိုအပ်ပါတယ်နာနေရဆိုရင်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တကယ်လို့ကုသမှုမခံယူလိုက်ဘူးဆိုရင်အဲကျွန်တော်တို့သွားကအမြင့်ထဲထိပို့သွားပို့အမြင့်ထဲထိရောက်ပြီးတော့အမြင့်ရောင်သွားမယ်အမြင့်ရောင်သွားရင်သွားအကျော်ထုတ်တာသို့မဟုတ်သွားနှုတ်တာလိုရမယ်အစင့်ထိဖြစ်သွားမှာဆိုတဲ့အတွက်ကြောင့်အမြင့်ဆုံးကုသမှုကိုလိုအပ်ပါတယ်